ရှင် Astro Garden Channel မှာအကြိုဆိုပါရရှင် Astro Today ယနေ့နေ့ကအစီအစဉ်ရဲ2025ခုမေလ28ရက်အင်္ဂါနေ့အင်္ဂါတပည့်များအတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နောက်ကတ်ချိန်ခါတွေကိုစီစဉ်တိဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေဦးပြည့်နဲ့မန်အင်ဒရီမိုတို့မှတိဆက်ပေးတော့မှာဖြစ်ပါရရှင် 2025ခုမေလ28ရက်နေ့အင်္ဂါနေ့အင်္ဂါသားသမီးများအတွက်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့၏လုပ်ငန်းကိစ္စရပ်တွေဆောင်ရွက်နိုင်ရန်နှက်ခတ်ချိန်ခါကောင်းတွေကိုတိဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။နနက်4:55မိနစ်မှနနက်4:35မိနစ်အတွင်းမှာတော့ဖုန်းကန်ကြည့်မြင်မဲ့တက်နက်ခက်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်6:55မိနစ်မှနနက်9:55မိနစ်အတွင်းမှာတော့စန္ဒအောင်မြင်ပြီးမြစ်တရိတ်ကန်ကောင်းမွန်စီမဲဆုံနှက်ခတ်ကိန်းကြရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်10:28မိနစ်မှနနက်10:48မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထိုထဲရောက်ရှိအောင်မြင်စီမဲအတိအပြည့်နှက်ခတ်ကိန်းကြရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်တနာရီ39မိနစ်မှနနက်တနာရီ59မိနစ်အတွင်းမှဆိုရင်ဖြင့်ယာရူဩဇာအာနာကြီးမြင့်စီမဲ့ထိဖြူနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။တနင်္လာနေ့ညသကောင်ကျော်ပြီးအင်္ဂါနေ့အကူနနက်12နာရီ58မိနစ်မှနနက်တနာရီ18မိနစ်အတွင်းမှတော့အင်ချမ်းမြေအယောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုစီမဲ့ဆင်ဖြူနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည9:38မိနစ်မှည9:58မိနစ်အတွင်းမှဆိုရင်ဖြင့်ငွေကြေးရွှေငွေရတနာထိကန်စမ်းမှုကံကောင်းမွန်စေမယ့်ရတနာနက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9:52မိနစ်မှနနက်10:12မိနစ်အတွင်းမှဆိုရင်ဖြင့်သာသမိရတနာထွန်းကားရရှိစေမယ့်တန်တေနက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်အင်္ဂါသတ္တမအပေါ်ပုံမိုးပြီးထ ਿਆ ောင်းနိုင်တဲ့ဆိုးရနှက်ခန်းနဲ့ပတ်သက်တဲ့နှက်ခန်းချိန်ကားတွေကိုတိဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။နေ့လယ်2:48မိနစ်မှာနေ့လယ်3:08မိနစ်အတွင်းမှာတော့ထိခိုက်သေးသေးပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ရန်နာကတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ9:39မိနစ်မှာညနေ9:59မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကားတွေကိုဖြစ်စေနိုင်တဲ့တောကားနှက်ကတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်10:06မိနစ်မှနနက်10:26မိနစ်အတွင်းမှာတော့ဆုံးရှုံးပစ္စည်းမှုတွေကို ဖြစ်စေနိုင်တဲ့စဲတိုင်းနက်ခတ်တင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ6:39မိနစ်မှညနေ6:59မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားတွေဆုံးရှုံးပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူနက်ခတ်တင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေလဲ12နာရီ10မိနစ်မှာနေလဲ12နာရီ20မိနစ်အတွင်းမှာတော့အလုပ်စည်းဝါးထိခိုက်ဖြစ်စီဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်းကနက်ခကဲကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ခြေကားတွေအရဆိုရင်တော့အင်္ဂါတတိယအပေါ်ပုံမှုပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်ခြေကားတွေပဲဖြစ်ပါရဲ့ရှင်။ဒီနက်ခတ်ခြေကားတွေကိုမြူရဲဆရာဆရာဦးဆရာကောင်မှအသေးစိတ်တစ်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။မြူရဲရဲ့နက်ခတ်ခြေစဉ်ကိုရှင်းပြပေးခဲ့ကြတဲ့မြူရဲကီတီများအားလုံးကိုစိတ်ဆုတောင်းပါရဲ့ရှင်။